ထမဦးဆုံးတဲတော်ကန္တာကြီးမော်ထုံကူးချင်းကျင့်စဉ်ဆိုတာရှိတယ်တဲတော်ကန္တာကြီးမော်ထုံကူးချင်းကျင့်စဉ်ဟာပထမမျိုးပေါ့နော်ပထမကျင့်စဉ်မျိုးပေါ့အဲ့ဒါကတော့တဲတော်ရဲ့နှစ်ဆိုင်မှုတဲတော်ရဲ့သွမ်းအားတဲတော်ရဲ့အနှစ်သာရတွေကိုရယူသိမ့်ပိုင်ရဖြစ်တယ်နောက်ကျင့်စဉ်ကတော့ရွှေအိုရောင်နှလုံးသားတဲတော်ကျင့်စဉ်အဲ့ဒါတော့တဲတော်ရဲ့အသာတရားတဲတော်ရဲ့ဓမ္မတဲတော်ရဲ့ဓာတနာတွေနဲ့တဲတော်ရဲ့အလင်းရောင်ကိုရယူသိမ့်ပိုင်ရန်အတွက်ဖြစ်ပါတယ် ဒီခေါင်းစဉ်ကသူ့ရဲ့ပထမစာမျက်နှာလေးကိုဖတ်လိုက်ရင်ဒီခေါင်းစဉ်ရေးရတဲ့ဟာကိုသိပါလိမ့်မယ်တဲတော့နဲ့ဘယ်လိုဆရာနဲ့ကလုံခဲ့တဲ့နှစ်ပေါင်းနှစ်ပေါင်းနှစ်ပေါင်းများစွာတွေကတဲတော့နဲ့ဆက်တွေ့လာတယ်ဆိုလာလေးကိုဒီထဲမှာလည်းအရေးမွဲ့လေးထည့်ရေးလာပါတယ်နှစ်ပေါင်းနှစ်ပေါင်းများစွာကအဲ့တော့ဒါကိုတဲတော့ဆရာဆရာမတွေလည်းတော့မကနောက်တိုင်းဝိသုရပညာရတ်တွေကိုလေ့လာခြင်းနဲ့လူတွေတက်မြောက်ခြင်းနဲ့လူတွေ ြင်စင်နေကြင်ကျင်တဲ့လူတွေပဲရည်ရွယ်ထားပါတယ်ဒီနေ့ကစာအုပ်ဖြန့်ချီရောင်းချဝယ်ပါဟိုဂျစ်ပစီလဲပေါ်ကရွှေအိုရောင်တဲတော့နှလုံးသားကြင်စင်ဆိုတဲ့စာအုပ်ပါဒီစာအုပ်ကရည်ရွယ်ချက်ကပေါ့နော်တဲတော့ဘေဒင်ဆရာဆရာမတွေအတွက်ကြည်ရတယ်နောက်ပြီးတော့တဲတော့ဘေဒင်ပညာကိုထဲထဲဝင်ဝင်စူးစူးဆိုင်ဆိုင်လေ့လာခြင်းနဲ့ ပုံကိုယ်တွေအတွက်ရည်ရွယ်ပါတယ်ဒီမှာတဲတော့ကျင့်စဉ်နှမျိုးနဲ့ဒီလူမှုဘဝဒီနေ့လူမှုမြမလူမှုဘဝတွေနဲ့နီးစပ်တဲ့ကိုက်ညီတဲ့လျော်ညီတဲ့တဲတော့ဟောကိန်းတွေလည်းထည့်ထားတယ်ပြီးတော့ထူးထွေစံပြတဲ့ဘဝအတွေ့အကြုံတကယ်ကိုယ်ကိုယ်တိုင်ဟောခဲ့တဲ့တဲတော့ဟောကိန်းတွေလည်းထည့်ထားပါတယ်တဲတော့ကျင့်စဉ်ကတော့တော်တော်လေးလေးလေးနက်နက်လေးဖြစ်နေတဲ့အတွက်အချင်းဆုံးကကတော့သူပထမဦးဆုံးတဲတော့ကန္တာကြီးမော်ထုံကူးချင်းကျင့်စဉ်ဆိုတာရှိတယ် တဲတော့ကန္တာကြီးမော်ထုံကူးချင်းကျင့်စဉ်ဟာပထမအမျိုးပေါ့နော်ပထမကျင့်စဉ်ပြောမျိုးအဲ့ဒါကတော့တဲတော့ရဲ့နှစ်ဆိုင်မှုတဲတော့ရဲ့သွမ်းအားတဲတော့ရဲ့အနှစ်သာရတွေကိုရယူသိမ့်ပိုင်ရဖြစ်တယ်နောက်ကျင့်စဉ်ကတော့ရွှေအိုရောင်နှလုံးသားတဲတော့ကျင့်စဉ်အဲ့ဒါတော့တဲတော့ရဲ့အလှတရားတဲတော့ရဲ့ဓမ္မတဲတော့ရဲ့ဓာတနာတွေနဲ့တဲတော့ရဲ့အလင်းရောင်ကိုရယူသိမ့်ပိုင်ရန်အတွက်ဖြစ်ပါတယ်ဒီခေါင်းစဉ်ကသူ့ရဲ့ပထမစာမျက်နှာလေးကိုဖတ်လိုက်ရင် ီကောင်းရင်စင်ရေးရတဲ့ဟာကိုသိပါလိမ့်မယ်တဲတော့နဲ့ဘယ်လိုဆရာနဲ့ကလွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ပေါင်းနှစ်ပေါင်းများစွာတွေကတဲတော့နဲ့ဆက်တွယ်လာတယ်ဆိုတာလေးကိုဒီထဲမှာလည်းအရေးမွဲ့လေးထည့်ရေးထားပါတယ်နှစ်ပေါင်းနှစ်ပေါင်းများစွာကစာဟာတဲကန်ထားတဲ့မှာ gypsy လှဲတွေရှိတယ်အဲ့ဒီကလှဲလေးတလဲပေါ့ဥဆောင်တဲ့လှဲလေးနဲ့ပတ်သက်ပြီးတော့အဲ့ပေါ်မှာတဲတော့ကျင့်စဉ်နှစ်မျိုးတင်ခဲ့တယ်တဲတော့ကျင့်စဉ်နှစ်မျိုးတရေအုပ် ကလေးအုတ်တရေနဲ့လှုပ်ထားတဲ့ရေးလာတဲ့တဲတော့ကျင့်စဉ်မျိုးခုနပြောတယ်တဲတော့ကန္တာကြီးမော်ထုံကွင်းချင်းကျင့်စဉ်နဲ့ရွှေအိုရောင်နှလုံးသားတဲတော့ကျင့်စဉ်အဲ့ဒီအရာလေးကိုမူတည်တာပေါ့နော်အဲ့အရာလေးကမုံတိုင်းကြောင့် gypsy တွေဒီလှေတွေလှဲတွေပေါ့နော်နစ်မြုပ်သွားနစ်မြုပ်သွားပြီးတော့အဲ့ဒီကျန်းလာတဲ့အပူပါသွားတယ်အဲ့ဒီကျန်းလာကိုပြန်လဲပေါ်ထုတ်ဖေးတာပါနော်ဟုတ်ပြီပထမကျင့်စဉ်ကတော့တဲတော့ကိုမော်ပေါအောင်ဟောနိုင်တယ်ပေါ့ဒုတိယကျင့်စဉ်ကတော့တဲတော့နဲ့ အနောက်တိုင်းဝိသရုလန်းကိုတက်လှမ်းမှုပါပဲအဲ့တော့ဒါကိုတဲတော့ဆရာဆရာမတွေတော့မကအနောက်တိုင်းဝိသရုပညာရက်တွေကိုလေးလာခြင်းတဲ့လူတွေတက်မြောက်ခြင်းတဲ့လူတွေနော်ကျင့်စဉ်တွေကျင့်ခြင်းတဲ့လူတွေအတွက်ရည်ရွယ်ထားပါတယ်ဒုတိယကျင့်စဉ်အမှန်တိုင်းဝင်ခံမယ်ကိုကိုယ်တိုင်မကျင့်ရသေးဘူးပထမကျင့်စဉ်မှကျင့်ရသေးတယ်ဒုတိယကျင့်စဉ်ကျင့်မှုလူတွေတဲ့အဲ့ဟာအချိန်ကြတဲ့ခါမှာတော့ကျင့်တော့မှာပါတဲတော့မော်အောင်သွားပြီပထမအဆင့်အောင်သွားပြီပေါ့နော်ဒါမဲ့တာဝန်ရှိတယ်တဲတော့ မော်အောင်သွားပြင်မယ်ရွှေအောင်နှလုံးသားတဲတော့ကျင့်စဉ်ကိုကျင့်ဖို့ကျင့်ရမယ်တဲတော့မော်အောင်တဲ့အတွက်တဲတော့စာအုပ်တွေကိုထုတ်ရတယ်တဲတော့ကတ်တွေထုတ်ရတယ်တဲတော့တပည့်တွေမွေးရတယ်အခမဲ့နော်ဘလုံးမှတင်တန်းကိုပတ်ဆံယူလို့မရဘူးဒီတဲတော့ပြင်ရမှာအခမဲ့ဖြန့်ဝေရတယ်အခမဲ့ဖြန့်ဝေရတယ်အခမဲ့တင်အောင်တယောက်ချင်းတွေရောခုနေရောတင်တယ်ကျင့်စဉ်တွေလည်းဖေးတယ်နော်ကျင့်စဉ်တွေကတော့သူတို့ကျင့်တာမကျင့်တာတက္ကန္ဓာပေါ့အဲကျင့်စဉ်တွေကျင့်ရင်ဘလူမှန်လာတယ်ဆိုတာလည်းသူတို့သိလာပါလိမ့်မယ်တဲတော့ဒီမွေးတယ် အဲတဲရော့ဆရာတွေမွေးတယ်တဲရော့စာအုပ်တွေကြီးတယ်တဲရော့နဲ့ပတ်သက်တဲ့စာဟိုတဲရော့ကတ်တွေပေါ့နော်အမျိုးမျိုးထုတ်တယ်ဒါအကိုကြီးဆရာကြီးမင်းတွေကရှိတယ်ကတဲရော့ကတ်နှစ်ကတ်လောက်နှစ်ထုတ်လောက်ထုတ်ပေးပြီအာဟုတို့လည်းအများကြီးထုတ်တယ်တဲရော့ကတ်တွေအဲ့တော့ဒါတဲရော့မှာလောက်ရမယ်ဝတရားကြီးဆရာမရှိနေတယ်နော်ဒါဟိုးနှစ်ပေါင်းနှစ်ပေါင်းများစွာတွေကပတ်သက်လာခဲ့တဲ့တဲရော့ကတ်တမိုင်းစင်ပေါ့နော်နောက်ပြီးတော့တဲရော့ဆရာတွေဆရာမတွေကို မှာကျင်တာတော့ညီညီညွတ်ညွတ်နဲ့တဲတော့မှာစုပေါင်းပြီးတော့စုပေါင်းအဖွဲ့လေးပေါ့နော်။နဲ့တဲတော့ပညာရှင်ဂျင်းဖလေရာတို့နော်။နီးပညာဖလေရာတို့အဟောခွက်တွေဖလေရာတို့ကျင့်စဉ်တွေဖလေရာတို့အတွေ့အကြုံတွေပြောပြတာတို့နဲ့တဲတော့ဆရာဆရာမတွေညီညီညွတ်ကြရင်တိတ်ကောင်းတယ်နော်။တစုတဝေးတယ်။အခုကတော့ဒီပြည်နိုင်ငံတွေမှာရှိတယ်။ဒီနိုင်ငံမှာအဲ့တဲတော့ဆရာဆရာမတွေဟိုပေါင်းစည်းတာမတွေ့ဘူးနော်။ကြားတော့မကြားမိဘူးနော်။ဟုတ်ပြီ။တဲတော့ဘယ်လိုလူမျိုးတွေကျင့်ကြတယ်လဲ ဒါပေမဲ့ဝယ်ရောဆိုင်ပဲဝယ်ရမလဲမဝယ်တော့မျက်ပွင့်စာပေ38လမ်းထဲမှာဒီမှာဝယ်လို့ရပါတယ်တဲတော့ဝယ်ယူမဲ့ယူတွေဟာဒီတဲတော့ထုတ်ပိုင်ငါးတိုင်းတဲတော့ဟော်နီကို ရပြီဒီမှာဟောခွက်တွေပါတယ်ရပြီဆိုတာမလုပ်ပါနဲ့တဲတော့ကျင့်စဉ်ခုနပြောတဲ့ပထမကျင့်စဉ်ဒုတိယကျင့်စဉ်ကိုကျင့်ပါတဲတော့ကန္တာကြီးမော်ထုံကူးချင်းကျင့်စဉ်ကိုကျင့်ပါပြီးတော့မှရွှေအောင်နှလုံးသားတဲတော့ကျင့်စဉ်ကိုကျင့်ပါလို့မှာကျင်ပါတယ်